မမင်္ဂလာပါဗျာဖိုးကလေးနေပြန်နေပြန်လဲကြိုးစားပါလေဗျာဒီနေ့မှတော့ဖုန်းသုံးရတဲ့ဟန်းနေနဲ့မိတ်ဆွေများတဲ့ဖုန်းတွေမဟန်းတွက်လက်တော့အောင်ရှင်းနေလေးမြောက်ပေးမှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ဒီခါကျတော့ရှင်အင်တာနက်တွေဖွင့်တဲ့အခါမျိုးဖုန်းကလေးလေးဟန်းတစ်တကြီးဖြစ်သွားတယ်အဲ့လိုရှင်နေမျိုးတွေကဘာကြောင့်ဖြစ်ကြလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့မတိလိုက်ပဲနဲ့နော်ဝင်လာတဲ့ကျွန်တော်တို့ဂိမ်းတွေဆွဲလိုက်တဲ့အင်တာနက်ကတည်းကတခုရှောက်ဖလိုက်တဲ့ခါမှာတော်တော်မတိလိုက်ပဲနဲ့ပါလာတဲ့ဘိုင်းရဲ့တော့မဟုတ်လင့်တွေကနေပြီးတော့ဟန်းသွားလေးသွားခြင်းဖြစ်ပါတယ်အဲ့ဒါလေးကိုသွားပြီးဖယ်ရှားမှာဖြစ်ပါတယ် โอเคဒါဆိုရင်ပထမအောင်ဆုံးကျွန်တော်တွေဖေရှားနီနီလန်နီလန်၃ခုရှိပါတယ်ပထမအောင်ဆုံးနီလန်ကတော့ကျွန်တော် Gmail software တွေကိုသွားမယ်เนาะโอเคဒီမှာကျွန်တော်ဖုန်းနံပါတ်ရှိတဲ့ Gmail software တွေကိုသွားလိုက်မယ်เนาะโอเคသွားပြီးတော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ profile ပုံလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်เนาะโอเคနှိပ်လိုက်ပြီးလို့ရှိရင်ပုံမှန်ရှိတဲ့ Google account လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဗျအဲ့ဒါလေးကိုနှိပ်လိုက်ပါမယ် နေလိုက်ပြီဆိုရင်တော့ဒီလိုနေရာလေးကြလာလိမ့်မယ်ကြတဲ့အပေါ်လေးမှာ search bar လေးရှိတယ်ဒီနေရာလေးမှာအလားလေးကိုနှိပ်လိုက်ပါဗျအဲ့ဒါလေးနှိပ်ပြီးတော့ကျွန်တော်တို့က AD ဆိုပြီးရိုက်ရှာလိုက်ပါเนาะကျွန်တော်က ADD ကိုရှင်းရမှာဆိုတော့လေ ADD ကိုပိတ်ရမယ်ရှင်းရမယ်ဆိုတော့ကျွန်တော်ပြည့်စုံတော့ ADS တို့ကျွန်တော်ရိုက်ရှာလိုက်ရတယ် Okay အဲ့လိုမျိုးဆိုလို့ရှိရင်တော့တော့ဒီမှာအပေါ်ဆုံးမှာပဲအပေါ်ဆုံးမှာပဲလာပြနော် AD setting ဆိုပြီးဒီမှာအဲ AD setting ဆိုပြီးဒီမှာလာပြတယ်အဲ့တော့တချို့ဖုန်းတွေရတယ် ADS ဆိုပဲပါတယ်ဒါပေမဲ့အများဆုံးတော့ AD setting ဆိုပါတာများပါတယ် โอเคအဲ့ဒါလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်โอเคအဲ့လောက်နှိပ်လိုက်ပြီလို့ရှိရင်တော့ဒီ body မှာရှိတဲ့ကျွန်တော်တို့တို့မှာအုံမိထားရယ်နော်အဲ့ဒါလေးကိုပိတ်လိုက်မှာဖြစ်ပါတယ်ဗျโอเคဒါဆိုလို့ရှိရင်ဒီမှာအဲ့လောက်နှိပ်နှိပ်တန်းနဲ့ဒီမှာဒီမှာတန်းအော့လေးရှိတယ်အဲ့ဒါလေးကိုပိတ်လိုက်ပါနော်โอเคဒါဆိုလို့ရှိရင်အခုလိုပုံစံမျိုးဖြစ်ရင်တော့ပြီးသွားပါပြီပြီးသွားလို့ရှိရင်တော့ကျွန်မကျွန်တော်ရှိတဲ့ guard လေးလေးကိုနေလဲပါဒါဆိုရင်ပြီးသွားပါပြီ ်ဒါဆိုပိတ်လိုက်ပြီကျွန်တော်တို့ gmail ကိုကျွန်တော်တို့ဒီ chrome နဲ့ကိုအလွယ်တကူကျွန်တော်တို့တွေဘိုင်ရက်တွေဝင်လိုက်စွဲနေမရှိတော့ဘူးဖုန်းလည်းမဟန်းတော့ဘူးပေါ့เนาะโอเคဒါပထမနေ့လဲအဲ့တော့ဒုတိယနေ့လဲတစ်ချက်ကြည့်ပါအောင်เนาะโอเคကျွန် ကျွန်တော်ဒုတိယနီလန်းသွားမယ်ဒါလေးပြန်ထွက်လိုက်မယ်เนาะဒုတိယနီလန်းကတော့ကျွန်တော်တို့ဒီဖုန်းထဲမှာရှိတဲ့ Chrome လေးကိုတစ်ချက်လောက်ရှာပေးပါအဲ့တော့ Chrome လေးကိုတစ်ချက်လောက်ဝင်လိုက်ပါဗျာเนาะအာကျွန်တော်ဖုန်းထဲရှိတဲ့ Chrome လေးကိုတစ်ချက်လောက်ဝင်လိုက်ပါပြီအဲဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာလည်းအပြောက်လေး၃ပြောက်ရှိတယ်เนาะဒီနာလေးကိုအဆက်လေး၃ဆက်ကိုနှိပ်လိုက်ပါဗျာအဲဒီ3 dot လေးကိုနှိပ်လိုက်မယ်နှိပ်ပြီဆိုလို့ရှိရင် node setting လေးရှိပါတယ်ဒီမှာကျွန်တော်တို့အဲ setting လေးရှိတယ် setting လေးကိုနှိပ်လိုက်ပါဗျာ โอเค setting လေးကိုနှိမ့်လိုက်ပြီးတော့ size setting လေးကိုရှာပေးရမှာဖြစ်ပါတယ် size setting လေးကအောက်နားလေးမှာရှိပါတယ်ဗျအဲ့တော့ဒီမှာပဲဖြစ်ပါတယ်ဒီမှာပါเนาะโอเคတို့ဒီမှာเนาะအဲ့ဒီမှာ size setting ဆိုပြီးပါတယ်ဗျာเนาะအဲ့ဒါလေးကိုတစ်ချက်လောက်နှိမ့်ပေးလိုက်ပါဗျအဲ့ဒါနှိမ့်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတန်းလေးမှာတချို့ဖုန်းတွေက AD ဆိုပြီးပါတယ်အဲ့ AD ဆိုပြီးပါတဲ့ဟာလေးကိုမလောင်းပေးထားရင်ပေးပြမှာဖြစ်ပါတယ်အဲ့တချို့ဖုန်းတွေကခုခုလိုမျိုးပဲပေါ့เนาะ AD ဆိုပြီး setting တခုပါမလာဘူးပါမလာလဲကိစ္စမရှိပါဘူးကျွန်တော်တို့ကဒီအောက်နားမှာရှိတဲ့ အဘောင်ရှာပြရမလဲဆိုတော့ဒီမှာ data restore ရှိပါတယ် data restore တော့ phone line လို့လို့ပါပါတယ်ဒီကောင်လေးပါအဲဒီမှာတော့ data restore ပဲဖြစ်ပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါဗျ okay ဒါဆိုရင်ဒီမှာနော်ဒီခုလို့ဆိုကျွန်တော်တို့ဝင်ဝင်ရောက်နေတဲ့ကျွန်မ site လေး site လေးနေရာအများကြီးပဲဖြစ်နေတော့အဲ့ဒါလေးအကုန်လုံးကိုကျွန်တော်တို့ clear all data နှိပ်မယ် okay clear all data data ကျွန်တော်နှိပ်လိုက်ပါမယ် okay အဲ့လိုပေါ်လာလို့ရှိရင်နော် message မြ delete နှိပ်ပေးလိုက်ပါနော် အဲဒီမှာရှိတဲ့ဓလိလေးကိုနှိပ်ပြီးလဲပါဒါဆိုရင်ပြီးတော့ပါပြီအဲ့တော့ဒီကလေးနှိပ်မှဆိုရင်တခုသတိထားမှာတော့ရှိတယ်ကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ့်အပေါ်နော်ဒီ Chrome browser ထဲမှာဘာမှဘာအကောက်တွေမှာထည့်သုံးမထားဆိုလို့ရှိရင်တော့ရှင်းလို့ရပါတယ်ရတော့ကိုကနေပြီးတော့ဒီ Chrome ဒီ Chrome browser ထဲမှာတချို့မိတ်ဆွေများက Facebook တွေထည့်ပြီးရောကျွန်တော် page တွေ runner မျိုးတွေရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်နော်ဒီကလေးမရှင်းသေးပါဘူးအကောက်တွေပြန်ထည့်ရတဲ့အကောက်တွေပြန်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော် Chrome browser မှာရှိတယ် file တွေဝင်ရှာတာတွေအားလုံး clear လုပ်ပြတဲ့သဘောပေါ့နော်အားလုံး file တွေဝင်မလာအောင်နောက်ထပ်လည်းပုံမလား လောင်ရှင်းနေပဲဖြစ်ပါတယ် ဲ့တော့မိတ်ဆွေများကဒီ Chrome browser နဲ့မှာ Facebook account တွေဝင်ဝင်ထားတယ်ဆိုလို့ရှိရင်ဒီဟာလေးကိုကျွန်တော်တွေမရှင်းသင့်ပါဘူးအဲ့တော့အဲ့တော့ဘလိုလိုမျိုးရှင်းနေလဲဆိုတော့ Chrome browser ကိုဒီတိုင်းပဲပုံတော့တည်နေကြည့်ုံပဲအဟိုဘာညာတွေရှာုံပဲရှာတဲ့မိတ်ဆွေတွေတုံးတဲ့နဲ့ပြီးတော့တခြားကျွန်တော်ကျွန်ကျွန်မိတ်ဆွေတွေဆိုလို့ရှိရင် TikTok Japan ကောက်လူချင်းတွေဖွင့်နေเนาะအဲ့လိုဖွင့်မယ်ဆိုလို့ရှိရင်အခုဒီတိုင်းဒီ Chrome browser ကိုအရင်ရှင်းရပါလေအဲ့လိုရှင်းမှသာလေ all clear all all clear ဖြစ်မှသာလေသူက Japan region ကိုအတည်ပြုပေးတာဖြစ်ပါတယ် Okay အဲ့ဆိုလို့ရှိရင်เนาะဒီညလေးကိုမိတ်ဆွေများ အဲ့တော့ရှင်းတယ်မရှင်းတယ်ပြီးထင်ပါတယ်ဗျโอเคဒါဆိုလို့ရှင်ကျွန်တော်ပြန်ထွက်လိုက်မယ်ပြန်ထွက်ပြီးလို့ရှင်တော့နောက်နောက်တနည်းကတော့ကျွန်တော် app ထဲကိုသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီဖုန်းတွေသုံးတဲ့ကျွန်တော်တွေဖုန်းသုံးတဲ့အခါမျိုးမှာကို software တွေရှိတဲ့နေရာပေါ့เนาะโอเค အဲ့တော့ setting နဲ့သွားမယ် app နဲ့သွားမယ်တချို့ဖုန်းတွေနဲ့ app management ဆိုပါတယ်နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုမျိုး app နဲ့နေရာတွေကိုလာလာခဲ့လိုက်ပါအဲ့လိုလာခဲ့လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာစားအနေနဲ့ကျွန်တော်တို့ခါကြလို့ရှိရင်ကျွန်တော်တို့တုံးတဲ့ software က blockit စားလို့စားနေမှသိမနေဘူးအခုလိုမျိုးဝင်ကျင်တဲ့ခံမြဘလောက်ကစားနေဆိုတာလေဒီတင်မှာတန်တွေ့ရနော်အာဘာကိကဘလောက်စားရဲဘာကိကဘလောက်စားရဲဆိုတာကျွန်တော်တို့ဒီမှာအလွယ်တကူတန်တွေ့နိုင်တယ်အဲ့ဒီထက်မှမှကိုအသုံးမလို့တဲ့ software လေးဒီထက်မှရှိကောင်းရှိနေနိုင်တယ်အဲ့လိုရှိလို့ရှိရင်လည်းကျွန်တော်တို့တွေဒီကတော့ကဘလောက်စားနေဆိုတာလေကျွန်တော်တို့သိမှာဖြစ်ပါတယ်အဲ့ဆိုရင်ဒီမှာနော်ကျွန်တော်တို့ဒီဖုန်းဖုန်းလိုက်တော့သူပေါ်နေမျိုးလေးပေါ်နေမျိုးလေးရှိပါတယ်အဲ့ဒီမှာကျွန်တော်ဒီကောင်ဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဒီကကျွန်တော်တစ်ခါလဲတစ်ခါမှလဲကျွန်တော် မဆော့ဘူးပေါ့နော်အဲ့ဒါသူ့သူဝင်ရောက်နေဆိုတော့ကျွန်တော်တို့ဒီဟာဒီဟာလေးကိုကျွန်တော်ဖြုတ်လိုက်မယ် okay အဲ့ဒါပဲအဲ့ဒါပဲပုံတော့ဒီကိုကိုရဲ့ဒီ app app ထဲဝင်မယ်ဝင်ပြီးတော့ဒီမှာ git ဘယ်လောက်စာနေဆိုလာလဲဒီမှာ twitch နေမှာဖြစ်ပါတယ်အဲ့ဒီမှာဒီမှာဆိုလို့ရှိရင် tiktok ဆိုလို့ရှိရင် git အများကြီးပဲပုံတော့ okay အဲ့လိုမျိုးမသုံးတဲ့ဟာလေးတော့ထားမယ်ပုံတော့လုံးဝလုံးဝသုံးမပြုတ်တော့တဲ့ဟာလေးတွေပါနေတခါတည်းရှင်းပြရမှာဖြစ်ပါတယ်ဗျာ အဲ့တော့ဒါလေးပါပဲဒါလေးကိုမစ်ဆွေမြတ်လာပြီးမြောက်ပေးတာပါဗျအဲ့တော့အဆင်ပြေစေ Lions Coin နေပြီးအားပေးကြပါဦးတောင်းဆိုချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ Like and subscribe, maybe I'll be out, yeah, yeah, yeah.